ဟယ်လိုအားလုံးမင်္ဂလာပါဘူဝမချင်းကနေကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ညမှာတော့ဒါနိုင်ငံပွဲစဉ်တွေရှင်ပြိုင်ကစားဖို့ရှိပြီးတော့ဒါချက်ဒီလာမယ့်ကမ္ဘာဖလားအတွက်ပေါ့နော်အဲကျွန်တော်တို့ဒီခြေစစ်ပွဲတွေကျွန်တော်ကစားဖို့ရှိတယ်ဆိုတော့ဒီထဲမှာဆိုလို့ရှိရင်အင်္ဂလန်နဲ့ဆာဗီးယားရဲ့ပွဲစဉ်အကြောင်းကိုကျွန်တော်ပြောကြည့်အောင်ပါအင်္ဂလန်နဲ့ဆာဗီးယားကတော့လက်ရှိတာအင်္ဂလန်မှာကစားရမှာပေါ့လေအင်္ဂလန်မှာဒါဆာဗီးယားကကျွန်တော်လာပြီးတော့ကစားရမယ်ဆိုတော့ဆာဗီးယားအတွက်တော့ဒီပွဲကတော်တော်ကိုမလွယ်ကူမဲ့ပွဲဖြစ်ပြီးတော့ အင်္ဂလန်အတွက်တော့ဘာမှန်းသိပ်ပြီးတော့ပူစရာမလိုတော့တဲ့ပွဲလို့ကျွန်တော်ပြောရမယ်။ဘာလို့လဲဆိုတော့အင်္ဂလန်ဟာကျွန်တော်ကဥရောပမှာပေါ့နော်ပြီးခဲ့တဲ့လကကျွန်တော်တို့ဒီကမ္ဘာဖလားခြေစစ်ပွဲကိုအောင်တဲ့တက်တင်နေတော့အသိမှုပဲ။ဆိုတော့အင်္ဂလန်ကကမ္ဘာဖလားခြေစစ်ပွဲအောင်ပြီးသွားပြီ။ကျန်တာဘာမှန်းသိပ်ပူစရာကျွန်တော်မလိုတော့ဘူးလို့ကျွန်တော်ပြောရမယ်။အဲ့ဒီတော့ Thomas Tuchel ရဲ့အသင်းကဒီပွဲမှာ အဲတချို့ကစားမားတွေကိုဒါနေရာပေးလာလိမ့်မယ်ဆိုပြီးတော့ကျွန်တော်တို့ယူဆထားမှာတော့ကျွန်တော်ရမယ်တခုရှိတာက Thomas Tuchel လက်အောက်မှာအင်္ဂလန်ဟာအဖက်ဖက်ကကျွန်တော်အနေနဲ့အားကောင်းနေတာပါတကယ်လည်းပဲအများကြီးပူပြီးတော့ခြေစွမ်းနေပေါ့နော်ဒါကောင်းလာတာကိုကျွန်တော်တွေ့ရတယ်အဲ့ဒီတော့ Serbia အတွက်တော့ဘယ်လိုပြောမလဲဒီလိုမျိုးခန်စစ်ကိုတိုက်စစ်ကိုရှေ့နီးပြတွေ Gareth Southgate တို့ဘာလို့လဲဘာမှမတူတော့တဲ့အတင်းတင်းတင်းကိုကျွန်တော်ဒါရင်ဆိုင်ကစားဖို့ဆိုတဲ့မျိုးကတော့ကျွန်တော်ဒါဘယ်လိုမှကျွန်တော်မလွယ်ဘူးပေါ့နော် ဆိုတော့ဒီသူတို့အုပ်စုကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် အာသူတို့အုပ်စုမှာဆိုရင်အင်္ဂလန်က6ပွဲကစားထားတဲ့နေရာမှာသူတို့6ပွဲစလုံးနိုင်ထားတယ်18မှတ်နေပေါ့နော်18မှတ်နဲ့သူတို့တွေကနောက်ဆင့်ကိုအဲ sorry ကဘာဘလာခြေစုပွဲကိုအောင်သွားပြီအဲ့ဒီ6ပွဲမှာလည်းတိုက်စစ်က18ဂိုးထိကျွန်တော်ရထားတယ်နော်18ဂိုးထိကျွန်တော်ရလာပြီးတော့ခန်စစ်ကတကူမှန်ကျွန်တော်မပေးရပါဘူးအဲဒါကိုကျွန်တော်တို့ကြည်ကြပြင်သူတို့အုပ်စုတွေမှာပါတဲ့ Albania တို့ Serbia တို့ Latvia တို့ Andorra တို့နဲ့ကျွန်တော်ရှင်းမယ်ဆိုလို့ရှိရင် level အများကြီးကွာနေတဲ့အသင်းပေါ့ ဲ့တော့အင်္ဂလန်တွက်ကကျတို့ဒီဒီအုပ်စုဒီအခက်ခဲမရှိဘူးဒါအပြင်တောမက်စ်တူချဲလက်အောက်မှာလည်းအင်္ဂလန်ကအဖက်ဖက်ကတိုးတက်လာနေတဲ့အခြေအနေမျိုးမှာကဘာပလာခြေစစ်ပွဲအောင်ပြီးတဲ့ပွဲပဲဖြစ်ဖြစ်မအောင်သေးတဲ့ပွဲပဲဖြစ်ဖြစ်ပြိုင်ဘက်ကသူတို့ကိုကျွန်တော်ဒုက္ခပေးနိုင်ဘူးကတော်တော်ကိုနဲပါတယ်ဆိုတော့ကဘာပလာခြေစစ်ပွဲမအောင်သေးခင်ကတော့အင်္ဂလန်နေနဲ့ဘောနော်ဒါပွဲတိုင်းကိုအာယုံဆိုင်ကစားရတာဖြစ်တဲ့ကစားမတယောက်ချင်းစီတိုင်းကလည်းကဘာပလာမှာ လုံးဝ final လူစင်းလေးကိုပါသွားဖို့အတွက်เนาะကျွန်တော်ကြိုးပမ်းနေကြရတာဆိုတော့အကုန်လုံးကတော့ကျွန်တော်ကောင်းနေတာပဲဆိုတော့ဒီလိုပွဲမျိုးမှာကောဒီညကံမဲ့စာပြည့်ရတဲ့ပွဲမျိုးမှာကောအင်္ဂလန်နေနဲ့ပေါ့เนาะကျွန်တော်ဒီအပြောင်းလဲတွေအများကြီးလုံလာမလားပေါ့လူသဖြင့်ကျွန်တော်စာပြည့်ရဘက်ကိုကျွန်တော်ကြည့်ရင်စာပြည့်ရကဒီပွဲကိုတက်နိုင်နေမြတ်ဆိုတော့အမှတ်ယူဖို့လိုနေပါတယ် เนาะပြဿနာကဒီအုပ်စုမှာအကောင်းဆုံးအသင်းနဲ့တွေ့တယ်ဆိုတော့လေသူတို့အတွက်မျောလင့်ချက်ကအများကြီးတော့မရှိဘူး။ဇာဘီယာကလက်ရှိ6ပွဲကစားပြီးတဲ့ချိန်သူတို့အုပ်စုမှာသူတို့3ပွဲနိုင်ထားပါတယ်။တပွဲတည်းရင်2ပွဲအထိရှုံးနိုင်ထားပြီးတော့တတိယနေရာမှာရှိနေတယ်။ဒုတိယနေရာကတော့ဒါအယ်ဘေးနီးယားပေါ့နော်။အယ်ဘေးနီးယားကတော့စက်တမတ်ပေါ့စက်တမတ်သူတို့ရထားတယ်ဆိုတော့ဒီဇာဘီယာက9ပွဲအဲဆို6ပွဲမှာ9ဂိုးသွင်းထားပြီးတော့ပေးဂိုး9ဂိုးပြန်ပေးထားရတယ်အဲဒါမဲ့လို့အယ်ရီနီးယားကတော့ 6အ6 9ရထားပြီးတော့3 9ပဲပြန်ပြီးထားရတယ်ဆိုတော့ go difference ညီမာက Evelnia ကအများကြီးတာနေတယ်လို့တမှတ်လဲသူတို့တာနေတယ်အဲ့တော့ Sabia အနေနဲ့ကျွန်တော်တို့ဒီပွဲမှာ အမှတ်ရအောင်ယူနိုင်မှာတော့ကျွန်တော်ဖြစ်မယ်ပေါ့ Evelnia တို့ဘာလို့ကဒီသူတို့တွေ့မဲ့အသင်းတွေကဘာမှမဟုတ်ဘူးဗျာသူတို့အနေနဲ့တကယ်အနိုင်ယူနိုင်တဲ့အသင်းမျိုးလေးကျွန်တော်ဖြစ်တယ်ဆိုတော့ Sabia အတွက်တော့ဗောနော် Okay Evelnia ကတော့သုံးမှတ်ရပြီเนาะငါတို့ကတော့ ဒီပွဲမှာတမတ်မှမရရင်၄မက်လောက်ဒီပြက်ကြံခဲ့မဲ့အခြေအနေဆိုတော့မကောင်းတော့ဘူးအဲ့တော့ကျွန်တော်အနေနဲ့အေဗီနီယာကိုမှီအောင်လုပ်သူတို့ကျူးပန်းအမှာပြဿနာကအင်္ဂလန်ကိုနိုင်ဖို့တေးတမတ်ရအောင်ခွဲယူဖို့ဆိုတော့မျိုးကမလွယ်ပါဘူးသူတို့ပင်အင်္ဂလန်ပြည်ကိုလာကစားမှလည်းဖြစ်တယ်ဆိုတော့စာပီယာအတွက်မျိုးလင့်စရာအများကြီးမရှိဘူးလို့ကျွန်တော်ပြောရမယ်ပေါ့နော်ဆိုတော့ဒီ ဇာဗီယာနဲ့ကျွန်တော်တို့ဒီဟွာကိုကြည့်ရင်အင်္ဂလန်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တို့အနေနဲ့တွေးဆုံထားတဲ့နောက်ဆုံးပွဲစဉ်မှာဆိုလို့ရှိရင်လည်းအင်္ဂလန်က9ဂိုးကိုမရှိဆိုတဲ့ရလနဲ့အဝေးကွင်းမှာဂိုးပြက်ကိုတို့နိုင်ထားတာပါဒါဟာစက်တင်ဘာလကကန်တာပေါ့နော်ဆိုတော့အများကြီးမကြသေးဘူးအဲ့တော့ကျွန်တော်9ဂိုးပြက်ဆိုတဲ့အခါကျတော့ဇာဗီယာတော့ကဘလူးမမလွယ်ပါဘူးဆိုတော့အင်္ဂလန်ဘက်ကတော့ဒါနောက်ခံကစားမဖြစ်တဲ့ဂေဟီရိုဘာလို့ကအင်ဂျူရီပြဿနာတွေဘာတွေကြုံနေရတယ်ဆိုတော့ဒီပွဲမှာပါလာလိမ့်မယ်လို့မထင်ဘူး ဆိုတော့အင်္ဂလန်မှာသလိုချင်းဂူးမားကဂျော်ဒန်ပစ်ဖို့ရှိမယ်ဗျာအကယ်လို့ခြေစစ်ပွဲအောင်ပြီးသားဖြစ်တဲ့အတွက်ပေါ့နော်သူတို့အနေနဲ့အပြောင်းလဲတွေလုပ်ချင်နေသလိုရှိတော့ဒင်းဟန်နဆန်တို့ဘာလို့လဲရှိတာပေါ့နော်။ဒါပေမဲ့လို့ Jordan Pickford ကတော့ပင်နဆန်နံပါတ်1ဂူးသမားဆိုတော့နောက်တန်းမှာသလိုရှိလည်းပဲလက်ရှိမှာသလိုရှိ Manchester City မှာခြေသွမ်းပြနေတဲ့ Nico Urani တို့ကစားမားတွေရှိမယ်။ခံစစ်မှာသလိုရှိတော့ ကွန်ဆာတို့ပါတော့အက်စတိုမီလာကကစားမတွေကျွန်တော်ရှိတယ်ဗောနော်ပြီးလို့ရှင်ဂျွန်စတိုးနုတို့ကစားမတွေလည်းကျွန်တော်ရှိတယ်အဲချယ်ဆီကရီစီဂျိမ်းစ်တို့ပါလို့ဆိုလို့ရှင်လည်းပဲရိုက်ဘက်ဒီမှာကျွန်တော်တို့ဒါအစင်းသင်းဖြစ်နေတဲ့ကစားမတွေတိုမတ်စ်တူချေအတွက်ကပြီးရင်ကွင်းလယ်မှာလည်းပဲအခုဆိုလို့ရှင်ကျွန်တော်တို့ခြေသွမ်းပြနေတဲ့ Northern Forest ကအီလီယိုအန်ဒါဆန်တို့နော်ပြီးရင်ဒက်ကလန်ရိုက်စ်တို့ရှိတယ်ဗျာနံပါတ်10ရူမှာဆိုလို့ရှင်လည်းပဲသူတို့မှာရွေးချယ်စရာတွေကျွန်တော်ရှိတယ်ထားပါတော့ဘယ်လင်ငန်တို့ပါတော့နော်တောင်မန်ဒီမှာဆိုလို့ရှင်လည်းပဲစာကာတို့ပါတော့ဒါဒန်ယာပြက်တနာတွေကောင်းလို့အာဆင်နယ်တို့ကစားတော်ကစားနေပြီ မာကတ်စထရက်ရှူကလည်းကျွန်တော်ဒီဘာစီလိုနာမှာခြေသွင်းနေကျွန်တော်ပြနေတာတိုက်စစ်ကလည်းဟယ်ရီကိန်းရှိတယ်ဆိုတော့အင်္ဂလန်ရဲ့ကျွန်တော်နေတဲ့လူစင်းရင်းကပေါ့နော်ဆာဗီယာနေကဘာမှန်ကိုမဆိုင်တာဆိုတော့လက်ရှိဒီအုပ်စုထဲမှာလည်းသူတို့ကအင်အားအကြီးဆုံးဆိုတာကိုလည်းအပြတ်သက်ပြထားတယ်ဆိုတော့ကျွန်တော်ကတော့ဒီပွဲမှာဘလူးမန်ကိုကျွန်တော်ပေါ့နော်ဆာဗီယာအတွက်ကမျော်လင့်ချက်ကမရှိဘူးလို့ထင်တယ်ဆာဗီယာမှာသူ့လူနဲ့သူရှိတယ်ဆိုပေမဲ့လည်းအင်္ဂလန်ကတော့သူတို့အနိုင်အောင်ကစားဖို့ကမဖြစ်နိုင်ပါဘူးဆိုတော့ ကျွန်တော်တို့အင်္ဂလန်နေနဲ့မဖြစ်မနေကြီးနိုင်ရမဲ့ပွဲမျိုးမဟုတ်တော့ဘူးတိုးတော်လည်းပဲအိမ်ကွင်းမှာကစားမှာဖြစ်တယ်ဆိုတော့သူတို့အနေနဲ့ပေါ့နော်အနိုင်ရအောင်တော့ထပ်ပြီးတော့ကြိုးပမ်းလေဦးမလို့တော့ထင်တာပဲညီကလို့ရောဘယ်လိုမြင်ကြလဲဘယ်နှခုလောက်ထိတွင်းမယ်ထင်ကြလဲနော်ဆွေးနွေးကြပါအားလုံးကိုချစ်သူများကြီးပါတယ်